ာပါရှင်ချောပါဒီနေ့ချောကအားလုံးကိုတိလေးရအများကြီးရှိရဆိုင်လေးဆိုင်ကိုမိတ်ဆက်ပေးခြင်းလို့ဒီနေ့အောင်ရောက်နေရပါအဲ့ဆိုင်လေးကဘယ်နေရာလေးဖြစ်မလဲဆိုတာကိုထုံးစံတာချက်နဲ့ဒူလိုက်ကြည့်ကြမယ်ပါမယ်ဒါလေးကတော့ဆိုင်လေးကိုဝင်လိုက်တာနဲ့ကြိုးစိုးတဲ့ကလေးတွေပေါ့နော်။ချွိုင်းမှာလည်းကလေးလေးမွေးတာမလို့ဒီကလေးတွေနဲ့ပို့တိုးရိုက်ပြီးတော့ဆော့ရတဲ့အချိန်ကအပျော်ဆုံးပါပဲ။ဒီကလေးလေးကတော့ဒီဆိုင်ရဲ့ဇက်လိုက်လေးပေါ့နော်။ရန်လဲလူရင်နဲ့ ဒါလေးကတော့ ferret လေးပေါ့နော်အသေးငယ်တက်တာမဟုတ်လို့ချောကင်တော့မကင်ကြီးပဲဘေးကနေပဲထိကြည့်ခဲ့ပါတယ်ကြက်ကိုပြန်မာတော့ဆစ်ဆရာလေးပါဒီကောင်လေးကိုကင်ကြီးလိုက်တော့သူ့အသက်ရှူနေရအောင်ဓာတ်ရိုက်ခံစားမိတာမဟုတ်လို့အရန်အသေးရဖို့ကောင်းပါတယ်ဒါကတော့ဒီဆိုင်ရဇက်လိုက်ကျော်ချောင်းချောင်းပါကြယ်တန်းကျတော့ချောကအရန်ကြောက်တက်တဲ့သူမဟုတ်လို့ဖိန်းပြီးတော့ကင်ကြီးခဲ့ပါတယ်ဒီကလေးလေးတွေကတော့လူသိမ့်မရင်တာမဟုတ်လို့ချောကင်တော့မကင်ကြီးခဲ့ရဘူးပေါ့နော်အဒီအကောင်လေးကကပီဘိုင်းယားနဲ့မျိုးစိတ်တူတယ်လို့သိရတယ်ပေါ့နော်ချောကကပီဘိုင်းယားချစ်တတ်တဲ့သူဆိုတော့ကင်ကြီးချင်ခဲ့တာပါ ောက်ဆုံးကတော့ဒီဆိုင်ရဲ့ signature drink လေးတွေဖြစ်တဲ့ latte နဲ့ strawberry yogurt လေးကိုချောမှာတောက်ဖြစ်ခဲ့ပါတယ်။ချောကအခအရန်မတောက်နိုင်တဲ့လူမဟုတ်လို့ latte ပဲမှာတောက်ဖြစ်ခဲ့ပါတယ်။တကယ်ကိုစိတ်ဆိတ်လေးနဲ့အရန်ကိုတောက်လို့ကောင်းတယ်ပေါ့နော်။ strawberry ကတော့ချောရဲ့အကြိုက်မလို့ဘယ်ဆိုင်ရရ strawberry ကတော့မပါမဖြစ်တော့မှာတောက်ဖြစ်တယ်ပေါ့နော် strawberry အသီးတွေလည်းအများကြီးပါတယ်ပြီးတော့ yogurt အရသာလေးလည်းပါတာမလို့တကယ်ကိုတောက်လို့ကောင်းပါလေရှင် အလိုချောင်းကျွန်နဲ့ဆန်ဝစ်ရှလေးရလဲစားကောင်းတာမို့လို့ဒီဆောင်ရောက်ဖြစ်ခဲ့လို့ရှိရင်တီလေးတွေကိုကြည့်ရင်ချောအခုမှားစားပြခဲ့တဲ့မီနိုဆက်လေးကို try ကြည့်ဖို့ချောကတော့ပြောချင်ပါတယ်ရှင်။မြင်ရခဲ့တဲ့တီလေးတွေကိုတစုတစည်းတမ်းမြင်ချင်ရင်ဒီဆိုင်လေးကိုလာခဲ့ဖို့ချောက recommend ပေးချင်ပါတယ်ရှင်။ကဲအခုချောပြပေးခဲ့တဲ့ဆိုင်လေးကတော့ကိုမိုင်တောင်ဝင်လမ်းမပေါ်မှာရှိတဲ့ Indoor Sky Diving World အတွင်းက Lizzo and Mammo Cafe ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကတရင်းနာနေတရက်တော့ပိတ်ပါတယ်။ကျန်တဲ့ရက်တွေဆိုရင်မနက်7:00နာရီ ကနေညနေ9:00နာရီထိဖွင့်လှစ်ပေးတာပါရရှင်။တိလေးတွေကိုချစ်တဲ့လူတွေအတွက်တော့ဒီဆိုင်လေးကတော့အဆင်ပြေပါတယ်။ဒီဆိုင်မှာတော့တိရဲ့မျိုးတရာကျော်လောက်ရှိတယ်။မျိုးစိတ်ကတော့50ကျော်လောက်ရှိတယ်လို့သိရပါတော့။ချောကတော့ကန်ကျင်တဲ့အကောင်လေးတွေတော့ကိုင်းခွင့်ရခဲ့ပါတယ်။ဒီဆိုင်ကိုလာလို့ရှိရင်တော့တိလေးအများကြီးရှိပါရဲ့ရှင်။ကဲချောနဲ့တို့နောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ်နော်။ဘိုင်ဘိုင်။